Kotejima fellow students, my name is Modu Jo. I'm here to discuss the topic of Unit 9 vocabulary, phrasal verbs. Unit 9 vocabulary မှာဆိုလို့ရှိရင်ဒါ phrasal verb ပေါ့လေ phrasal verb ဆိုတာကတော့ဒါတလုံးနဲ့မဟုတ်တဲ့ verb တွေပေါ့နော်လုံးထွဲ verb တွေလို့လည်းပြောတာပေါ့ဒီ phrasal verb တွေအကြောင်းကိုဆက်လို့လေ့လာကြမယ် ဒီမှာဆိုလို့သူကရှင်းပြထားပါတယ်။ Phrasal verbs are a special group of verbs that consist of two or three words. စလုံးနှလုံးဖြစ်ခြင်းနဲ့ဖြစ်မယ်၊စလုံးသုံးလုံးဖြစ်ခြင်းနဲ့ဖြစ်မယ်။ Verb ကစလုံးတစ်လုံးနဲ့ဖြစ်မယ်တဲ့ verb မျိုးကိုဆရာတို့က phrasal verb လို့ပြောတာ။ Example လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် she ran about the house doing whatever she wanted. နော် run about the house ဟာအိမ်ထဲမှာပတ်ပြေးပြီးတော့မှ doing whatever she wanted သူကြိုက်တာသူလုပ်သွားတာပဲ။ phrasal verbs consist of a phrasal verb တွေကဘယ်လိုပုံစံမျိုးနဲ့ဖွဲ့စည်းထားလဲဆိုလို့ရှိရင်ပထမဦးဆုံး a verb followed by a particle verb ရဲ့ particle particle ဆိုတာ a verb ဖြစ်ဖြစ် preposition ဖြစ်ဖြစ်ပေါ့လေဘယ်ဟာဖြစ်ဖြစ်ပါ a verb ဖြစ်ဖြစ် preposition မဖြစ်ဖြစ် verb ရဲ့အဲ့ဒီ particle ရဲ့ကတ်ထားတဲ့ပုံစံမျိုးတွေဒါပထမဦးဆုံးပုံစံပါနော်ဒီမှာဆိုလို့ရှိရင် she sat down and watched tv ထိုင်ချလိုက်ပြီးတော့ tv ကြည့်တယ်ဒါမျိုးပေါ့လေ she looked after her old parents ဒီမှာဆိုလို့ရှိရင် look after ဆိုကြည့်ရှုဆောင်ရှောက်တာကိုပြောတာသူ့ရဲ့မိဘဖောက်ကိုကြည့်ရှုဆောင်ရှောက်တယ်ပေါ့လေဆိုတော့ဒီနေရာမှာ set down နဲ့ look after ဒီ phrasal verb တွေလို့ဆက်လို့ပြောလို့ရတာပေါ့ set down ကိုကြည့်မယ်ဆိုလို့ရှိရင် set ဆိုတဲ့ verb နဲ့ down ဆိုတဲ့ verb ရဲ့ကိုပေါင်းထားတာ look after ကိုကြည့်မယ်ဆိုလို့ရှိရင် look ဆိုတဲ့ verb ရဲ့ after ဆိုတဲ့ preposition ရဲ့ကိုပေါင်းထားတာကိုဆက်လို့တွေ့ရတယ်ပြောလို့ရှိရင် a verb followed by an adverb and a preposition နော်ပထမဦးဆုံး verb လာမယ်ပြီးရင် adverb လာမယ်ပြီးရင် preposition ဆိုတော့သုံးမျိုးလုံးပေါင်းထားတာပေါ့လေဒါမျိုးလည်းဖြစ်နိုင်တာပဲ I look forward to look forward to ဆိုတာမျှော်လင့်ဆောင်စားတာကိုပြောတာ see you soon မျိုးမကြခင်မှာတွေ့ရဖို့အတွက်မျှော်လင့်ဆောင်စားပါတယ်ဆိုတော့ဒါဒီ verb ရဲ့ adverb ရဲ့ preposition ရဲ့သုံးခုပေါင်းထားတဲ့သဘောပေါ့ so phrasal verb ဒီ verb ရဲ့ adverb ရဲ့ပေါင်းတာဖြစ်နိုင်တယ် verb ရဲ့ preposition ရဲ့ပေါင်းတာဖြစ်နိုင်တယ်လို့ verb adverb preposition တို့သုံးလုံးတွဲလဲပဲလာနိုင်တယ်ဆိုတော့ဒါကိုလေ့လာပြီးဆိုလို့ရှိရင် charity exercise လေးတွေတို့လုပ်ကြည့်ရအောင်ဆိုတော့ तू ကဒီမှာစာကြောင်းပြီးထားတာပေါ့လေအဲ့ဒီစာကြောင်းထဲမှာ phrasal verb ကို तू က bold တွေနဲ့ပြထားတယ် bold တွေနဲ့ပြထားတာပေါ့နော်စာကြောင်းထဲက phrasal verb တွေကိုဆရာတို့ကဘာလို့ပြရမှာလဲဆိုတော့အဲ့ဒီ bold နဲ့ပြထားတဲ့ phrasal verb တွေဒီဘလို့အဓိပ္ပာယ်ထွက်နေလဲဘလို့အဓိပ္ပာယ်တက်ရောက်နေလဲဆိုတော့အောက်မှာ a ကနေပြီးတော့ j ထိပြီးထားတယ် နော်ဒီ a to j ပေါ့လေဒီ a ကနေ g အထိမှာအတိတ်ပဲရယ်ဒီမှာပိုးပြထားတဲ့ phrase verb ပြန်ဆက်တော့ပြန်လာပြီးတော့တွဲပြအောင်ဆံနမူနာလေးလုပ်ပြ It is a long journey တဲ့ဒါခီးရှိရီတခုပါပဲ We should set off early this morning ဒီမနက်စောစောမှာ we should set off ငါတို့စပြီးတော့ထွက်တဲ့နေ ဆိုတော့ဒီနေ့မှာ set off ရဲ့အတိတ်ပဲဒီဘာနဲ့သွားပြီးတော့တူမလဲဆိုလို့ရှိရင် to start the journey ပေါ့ခီးစပြီးတော့ထွက်တာပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အတိတ်ပဲ set off ရဲ့အတိတ်ပဲဆိုတော့ဒီမှာ to start the journey ဆိုပြီးတော့ဖြည့်ရမှာနံပါတ်2လေးကိုကြည့်မယ်ဆိုလို့ရှိရင် she wants to reduce weight သူမက weight short ခြင်းနဲ့ weight ချခြင်းနဲ့ so အဲ့တော့ကြောင့်မလို့ she is trying to give up eating junk food junk food တွေပေါ့လေ fast food တွေ ပြီးလို့ရှိရင်တက်မှရတဲ့မညွတ်တဲ့အစားအစာတွေဒါတွေစားတာကို give up ဆိုတော့ဆွတ်မှမှာပေါ့ဆိုတော့ဒီနေရာမှာ give up ဒီပါအဓိပ္ပာယ်သွားပြီးတော့မှတက်ရောက်နေလဲဆိုလို့ရှိရင်နံပါတ်4ပေါ့ to stop doing something ဆိုတဲ့အဓိပ္ပာယ်သွားပြီးတော့တက်ရောက်နေလဲဆိုတော့ဒီမှာသားတို့တမီးတို့ဖြည့်ရမှာဒီ to stop doing something ဖြစ်သွားမယ်ဒီဒီမှာသုံးထားတဲ့ give up ပြအဓိပ္ပာယ်ဒီ to stop doing something ပေါ့ကိစ္စတစ်ခုကိုမလုပ်တော့ဘဲနဲ့ရှက်လိုက်တာမျိုးကို give up လို့ပြောတယ် Some students often turn up late for class အချို့သောចောင်းသားတွေကလူစားသင်္ကန်းတွေကို turn up ဆက်တာနောက်ကြပြီးတော့မှဝင်လာတာပေါ့နော် this annoys our class teacher အဲ့လိုလုပ်တဲ့တကြောင်မလို့အတမ်းပိုင်ဆရာမကိုဒါစိတ်ဒုက္ခရောက်စေ စိတ်နှောက်ရှာဖြစ်စေတယ်ပေါ့လေ annoying ဆိုတဲ့အခါကြတော့ so ဒီနေ့မှာ turn up ဒီဘာနဲ့သွားပြီးတော့မှအတိတ်ပဲသွားပြီးတော့တူမလဲဆိုလို့ရှိရင် to arrive or appear somewhere ပေါ့နော်တနေရာကိုရောက်လာတယ်ပေါ်လာတယ်ပေါ့လေ စကြောင်းသားတွေကနောက်ကျမှရောက်လာတဲ့အခါကျတော့ဆရာမစိတ်ညစ်တယ်ပေါ့လေဒါကိုပြောတာပါ They count on us to help them at difficult times ခက်ခဲတဲ့အချိန်တွေမှာသူတို့ကိုကူညီဖို့အတွက်ငါတို့ကိုဘာလုပ်မလဲဆိုတော့ count တော့ဆိုတော့ဒီနေရာမှာအားကိုးတာပေါ့လေနော်နံပါတ်ပြဖြစ်မသူ depend on someone or something ဒါဆိုတော့တယောက်၃မဟုတ်တစ်စုံတစ်ခုအားကိုးတာကို count on လို့ပြောတယ်နံပါတ်5မှာဆိုလို့ရှိရင် they are planning to carry out a new project on air pollution လေလွင့်ညံ့မှုပေါ်မှာမူတည်ပြီးတော့စီမံကိန်းတစ်ခုလှုပ်ဆောင်မှုအတွက်အစီအစဉ်ချရတယ်ဆိုဒီညမှာ carry out the do to do a piece of work နဲ့သွားပြီးတော့မှတူမှာကိစ္စတစ်ခုကိုဆောင်ရွက်တာကိုဆရာတို့က carry out လို့ပြောတာဖြစ်တယ် we should pass on our knowledge to young generation ငါတို့ရဲ့ပုဒ်တရတွေငါတို့ရဲ့အသိပညာတွေကိုနောက်မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းသင်တာပေါ့ဒီညမှာအဲဆို pass on ဒီဘာနဲ့သွားပြီးတော့မှအိဗယ်သွားပြီးတော့တုံလဲဆိုလို့ရှိရင် to give something to someone တစုံတရာကိုတစ်ခုခုပေးတာပေါ့ It took her a long time to get over the flu ညမှာ get over ဆိုတာကကျတော့ဖျောက်ကင်းဖို့ပေါ့ဒါကိုကြော်ဖြတ်နိုင်ဖို့ပေါ့အဖျားရောဂါကိုကြော်ဖြတ်နိုင်ဖို့အဖျားရောဂါဖျောက်ကင်းဖို့အတွက်သူမအချိန်များကြီးကြာခဲ့တယ်ပေါ့လေဆိုတော့ get over the to recover from an illness ပေါ့ကျန်းမာရေးမကောင်းတာလေပြီးတော့သက်သာသွားတာကို get over လို့ဆရာတို့ပြောတယ် I have never come across such a terrible problem before. အရင်တော့ငါတလောက်ဆိုးတဲ့ကြတနာကို I have never come across. ငါတခါမှမကြုံဘူးပဲဖြစ်မှာပေါ့နော်။ဆိုတော့ဒီညမှာ come across ဆိုတဲ့သဘောဒီဘာဖြစ်သွားမလဲဆိုလို့ရှိရင် to find someone or something by chance. တစုံတစ်ခုပဲဖြစ်ပါစေ၊တစုံတစ်ယောက်ကိုပဲဖြစ်ပါစေတွေ့ကြုံရတာမျိုးကိုဆရာတို့က come across လို့ပြောတာဖြစ်သွားမယ်။ He trying to burn down the old house. အိမ်ဟောင်းကြီးကိုတဲ့နော်မီးရှို့ဖို့စူးစမ်းတယ် by set the fire on the thatched roof တက်ကယ်မိုးပေါ့မီးရှို့ပြီးတော့မှဒီအိမ်ကြီးကိုမီးလောင်လောက်တာဆိုတော့ဒါသည်ဒီနာမ ban down ဆိုတဲ့သဘောက to destroy something with fire မီးနဲ့ဖျက်ဆီးတာပေါ့လေမီးရှို့ပြီးတော့ဖျက်ဆီးတာမျိုးကို ban down လို့ပြောတာနံပါတ်10မှာဆို I'm trying to work out in the gym ဂျင်းမှာဆိုလက်ကျင်ကလောက်ပါပေါ့နော် two or three times a week တပတ်မှာနှစ်ချိန်သုံးချိန်လောက်ဂျင်းမှာလက်ကျင်ကလောက်တယ်ဆိုတော့ to do physical exercise ဖြစ်မှာပေါ့ workout ရဲ့အထိပ်ပဲဆိုတော့ဆရာနောက်ဆုံးတစ်ခေါက် ပြန်ပြီးတော့တွဲပြမယ်ဆိုလို့ရှိရင် start off ရဲ့အထိပ်ပဲဒီ to start the journey ခီးတစ်ခုစပြီးတော့ထွက်တယ်ဆိုတဲ့အထိပ်ပဲသွားပြီးတော့တက်ရောက်နေမယ် give up ရဲ့အထိပ်ပဲဒီ to stop doing something ကိစ္စတစ်ခုကိုလုပ်ဆောင်ခြင်းကိုရပ်တန့်နေဆိုတဲ့အထိပ်ပဲသွားပြီးတော့တက်ရောက်နေတယ် turn up ရဲ့အထိပ်ပဲကြတော့ to arrive or appear somewhere တနေရာမှာရောက်လာတယ်တနေရာမှာပေါ်လာတယ်ဆိုတဲ့အထိပ်ပဲသွားပြီးတော့တက်ရောက်နေတယ် ကောင်ထွန်ရဲ့သဘောကကြတော့ to depend on someone or something စုံတစ်ယောက်တော့မဟုတ်တစုံတစ်ခုအပေါ်မှာမိခိုတာမျိုးကိုကောင်ထွန်လို့ပြောမယ် carry out ကတော့ to do a piece of work ပေါ့အလုပ်ကိစ္စတစ်ခုခုလုပ်ဆောင်တာကိုဆရာက carry out လို့ပြောတယ် person ရဲ့သဘောကတော့သူများကိုလက်ဆင့်ငန်းပြီးတော့ပေးလိုက်တာဖြစ်တော့ကြောင်မလို့ to give something to someone ပေါ့ get over the ဆရာတို့က to recover from an illness လို့ပြောတယ်ဒါအနာရောဂါတစ်ခုခုပျောက်ကင်းတာမျိုးကို get over လို့ဆရာတို့ကပြောတာ come across ဆိုတဲ့သဘောကတော့ to find someone or something by chance ဒီစုံတရားတော့မဟုတ်တစုံတစ်ခုနဲ့တွေ့ကြုံရတယ်ပေါ့ဒါကို come across လို့ပြောတာဖြစ်တယ် burn down ဆိုတဲ့သဘောကတော့ to destroy something with fire ပစ္စည်းတစ်ခုခုအရာတစ်ခုခုကိုမိရှို့ပြီးတော့ဖျက်ဆီးတာကိုပြောတယ်ဒီညမှာ walk out ဆိုတဲ့သဘောကတော့ to do physical exercise ပေါ့လေ့ကျင့်ခံလုပ်တယ်ပေါ့နော်ဆိုပြီးတော့ကျတို့ဒီလိုမျိုးဖြေလို့ရပါတယ်နံပါတ်2မှာဆိုလို့ရှိရင်တခါနောက်ထပ် ဒီကကျတော့သုံးလုံးတွဲတွေဖြစ်သွားပြီခုနကလိုမျိုးနှလုံးတွဲတွေမဟုတ်တော့ခုနကလိုမျိုး verb နဲ့ preposition တွဲတာတို့ verb နဲ့ adverb နဲ့တွဲတာမျိုးမဟုတ်တော့ဘဲနဲ့ verb preposition adverb ဒီလိုသုံးလုံးအတွဲဖြစ်သွားပြီဆိုတော့ဒီသုံးလုံးတွဲတွေအတိတ်ပဲကိုသူကအရင်ဆုံးစပြီးတော့မှရှင်းပြတယ် keep up with keep up with ရဲ့အတိတ်ပဲကတော့ make good progress or increase at the same rate as somebody or something တော့နှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းက make good progress တိုးတက်မှုရှိလာတာ ထိုးခြားမှုရှိလာတာတိုးတက်မှုရှိလာတာလို့ဆိုရယ် keep up with လို့ပြောသလို increase at the same rate as somebody or something တခြားတယောက်သို့မဟုတ် တခြားတစ်ခုခုကိုမှီအောင်လိုက်တာကိုအရှိန်ကိုလိုက်တင်တာဥမာဆိုလို့ရှိရင်သူများကိုမှီအောင်ကိုအရှိန်ကိုလိုက်တင်တဲ့သဘောပဲသူများကစာ၅ပုတ်ချက်နိုင်တယ်ကိုကနှစ်ပုတ်ပဲချက်နိုင်တယ်အဲ့ဒါကိုကိုကမရဘူးသူများလို့မှီအောင်စာ၅ပုတ်လိုက်ချက်မယ်ဆိုရင်ဒါ keep up with ပဲသူများရဲ့နှောင်းကိုမှီအောင်လိုက်တာ ဒါလည်းပဲ keep up with လို့ပြောတယ်ဆိုတော့အတိတ်ပဲနှစ်ခုရှိတာပေါ့နော် come up with come up with ရဲ့အတိတ်ပဲ suggest or think of an idea or a plan အစီအစဉ်တစ်ခုခုအတွေးအခေါ်တစ်ခုခုကိုတွေးမိပြီးတော့မှဒါအကြံဉာဏ်ပေးတာမျိုးကိုဒါက come up with လို့ပြောတယ် put up with put up with tolerate or သိခံတာပေါ့နော်ရှင်းရှင်းလေးပါပဲ do away with က to get rid of something or stop using it ကိစ္စတစ်ခုခုကိုမလုပ်တော့ဘူးကိစ္စတစ်ခုခုကိုလွတ်ပလိုက်တယ်မသုံးတော့ဘူးဒါမျိုးကို do away with လို့ပြောတာ do away with ဆိုတာကတော့ get rid of something or stop using it ပစ္စည်းတစ်ခုကိုလွှတ်ပစ်လိုက်တယ်မသုံးတော့ဘူးဒါမျိုးကိုပြောတာ get away with get away with ကတော့ stay and take away ခိုးပြီးတော့ပြေးသွားတာဒါ get away with ပဲ cut down on reduce short chart အော်ဒါတွေကြည့်ပြီးဆိုလို့ရှိရင်ဆရာတို့ exercise လေးကိုအတူတူလုပ်ကြည့်ရအောင်နံပါတ်1မှာဆိုလို့ရှိရင် we need to အဖြစ်မလဲမသိသေးဘူးသူကွက်လပ်ပြထားတယ် a new way to improve the working conditions in our country မတော်နိုင်ငံမှာရှိတဲ့လုပ်ငန်းခွင်အခြေအနေတွေတိုးတက်အောင်လို့အစီအစဉ်ချမှတ်ဖို့လိုတယ်ဆိုတော့ suggest or think an idea or plan အစီအစဉ်တစ်ခုတွေးပြီးတော့မှချမှတ်ဖို့အကြံဉာဏ်ပေးဖို့လိုတယ်ဆိုတော့ come up with ဖြစ်သွားမယ် we need to come up with a new way to improve the working conditions in our country မတော်နိုင်ငံမှာလုပ်ငန်းခွင်အခြေအနေတွေတိုးတက်မှုရှိအောင်ငါတို့အစီအစဉ်တစ်ခုတော့အကြံဉာဏ်ပေးဖို့လိုမယ်အစီအစဉ်တစ်ခုတော့ချမှတ်ဖို့လိုမယ်ပေါ့ your little sister is spoiled မင်းရဲ့ညီမလေးကပျက်စီးနေပြီ it can sometimes be difficult ခါလေးကြတဲ့ချိန်မှာဖြစ်မလဲဆိုတော့ကလေးကပျက်စီးနေပြီဆိုတော့သူ့ကိုတီးခံဖို့အတွက်ခက်ခဲမှာပေါ့ put up with her ဖြစ်သွားမယ် number 3မှာဆိုလို့ရှိရင် if you cannot sleep well မင်းကောင်းကောင်းမအိပ်နိုင်ဘူးဆိုလို့ရှိရင်မင်းအေးမဝဘူးဆိုလို့ရှိရင် you should blank the amount of coffee you drink မင်းတောက်တဲ့ coffee ပမာဏကို short လိုက်တော့မင်းအိပ်မပျော်ဘူးဆိုလို့ရှိရင်ဆိုတော့ short ချတယ်ဆိုတော့ဆရာက cut down on ဖြစ်သွားမှာပေါ့ number 4 technology changes so fast နည်းပညာတိုးတက်မှုကနည်းပညာပြောင်းလဲမှုကအရင်မြန်တယ် and it is hard for elder people အတကြီးရော်တွေအတွက်ကတော့ဒါကိုလိုက်မိဖို့ခက်တယ်ဆိုလိုက်မိတယ်ဆိုတော့ keep up with ဖြစ်သွားမှာပေါ့ AI machines AI နည်းပညာကိုသုံးထားတဲ့စက်ပစ္စည်းတွေက where black many human workers in the future အနာဂတ်မှာလူသားလူသမားတွေကိုအစားထိုးမယ်ဖယ်ထုတ်လိုက်မယ်ဆိုတဲ့အခါကျတော့ do away with ဖြစ်သွားမှာပေါ့နော်အဲ့တော့ကြောင့် wish may lead to a rise in unemployment အဲ့လိုလိုမဲ့ညားလာမှာပေါ့ နံပါတ်6မှာဆိုလို့ရှိရင် thieves တခိုးတွေက manage to တခိုးဆိုမှတော့လုပြီးတော့မှထွက်ပြေးမှာပေါ့ဆိုတော့ get away with ဖြစ်သွားမယ် thieves managed to get away with a lot of jewelry and valuable paintings last night ပြီးခဲ့တဲ့ညကတခိုးတွေကလက်ဝတ်ရတနာတွေတန်ဖိုးရှိတဲ့ပကြီကားတွေကိုခိုးပြီးတော့မှထွက်ပြေးသွားတယ်ပေါ့ပြောရလို့ရှိရင်တော့နောက်ထပ်တစ်ပိုင်းလေးကိုဆက်ထပ်ပြီးတော့ရှင်းပြမယ် phrasal verb မှာမှာသူကနှစ်မျိုးဆရာတို့ နောက်ထပ်နှမျိုးနှစားခွဲလို့ရသေးတာကတော့ literal နဲ့ idiomatic လို့ခေါ်တယ်။ literal ဆိုတဲ့သဘောကတော့ဓာတ်ရိုက်အတိပဲတက်ရောက်တာကို literal ဆိုတဲ့သဘောနဲ့ဆရာတို့ကပြောတာပေါ့နော်။ phrasal verb တွေဒီသူ့ရဲ့ original verb အတိပဲနဲ့ခက်ဆန်ဆန်ဖြစ်နေတာမျိုးပေါ့။ verb ရဲ့အတိပဲကိုဓာတ်ရိုက်တက်ရောက်တာမျိုးကိုဆိုတော့ literal လို့ပြောတယ်။ idiomatic ဆိုတာကတော့သူကတော့အတိပဲကတခြား ီးလို့ရှိရင်သူ့ရဲ့စလုံးသုံးလာတာတခြားပေါ့လေ EDM ဆိုတဲ့သဘောမျိုးပေါ့လေစကားပုံသဘောမျိုးနဲ့ပြောထားလားပြောတဲ့စကားတစ်မျိုးအဓိပ္ပာယ်တစ်မျိုးဒါမျိုးလည်းဖြစ်နိုင်တယ် So some phrasal verbs are literal အချို့ phrasal verb တွေကတော့သူ့ရဲ့အဓိပ္ပာယ်ဓာတ်ရိုက်ပါပဲ It is easy to understand their meanings ဆိုတော့ကျွန်တော်တို့သူ့ရဲ့အဓိပ္ပာယ်ကဆိုတော့ထွေထူးကြက်နေစရာမလိုဘူးအလွယ်တကူနားလည်နိုင်ချေရှိတယ်ဒီမှာဆိုလို့ရှိရင် I didn't bring my own lunch ငါရဲ့နေ့လည်စာငါယူမလာမိဘူး I'll eat out for lunch အပြင်မှာ နေလေစားထွက်စားမယ်ဆို eat out ဒီအပြင်မှာထွက်စားတယ်ဆို eat in a restaurant မှာ eat out ဆိုတဲ့တဘောက out ကအပြင်မှာ eat ကထွက်ပြီးတော့စားတယ်ဆိုတော့အပြင်မှာထွက်စားတယ်ဆိုတော့ဘာမှရှူရှူချာချာအိပ်ပဲပြောင်းသွားတာမရှိတော့ဒါဆို literal ပေါ့လေဆရာတို့ကအိပ်ပဲကိုဒဲ့ယူအောင် eat out out ကအပြင် eat ကစားတယ်ဆို eat out ဆိုတဲ့ဘောအပြင်မှာထွက်စားတယ်ပေါ့ရှင်းရှင်းလေးပဲဒါပေမဲ့တချို့ကတော့အဲ့လိုမဟုတ်ဘူး sound phrasal verbs are idiomatic တချို့ phrasal verb တွေကတော့ idiomatic ဆိုတော့အိပ်ပဲတခြားဖြစ်နေတတ်တယ် it is not easy to understand the meaning so သူတို့အဓိပ္ပာယ်ကိုဆက်လို့အလိုတကူသိဖို့ခက်တော့ကြက်ကမှာပေါ့ never put off put ဆိုတာကထားတာ off ကကျတော့ဖြုတ်တာချွတ်တာဆိုတော့ချွတ်ထားမှာလားဖြုတ်ထားမှာလားဆိုတော့မဟုတ်ဘူးဒီနေ့မှာ put off ဒီဆိုင်ငံ့လာကိုပြောတာ never put off till tomorrow what you can do today ဒီနေ့လုပ်လို့ရမယ့်အရာကိုလည်းပြန်ဒီမရွှေ့ပါနဲ့ ဆိုတော့ဒီညမှာ port of the postpone ဆိုင်ခံလာဖြစ်သွားတယ်ဆိုတော့သူရဲ့မူရင်းအဓိပ္ပာယ်ပျောက်ပြီးတော့မှတခြားအဓိပ္ပာယ်တစ်ခုရောက်လာတာမျိုးကို idiomatic လို့ဆရာတို့ပြောတယ်ဒါလို phrasal verb တွေဆိုရင်တော့ဆရာတို့ကစက်မှတ်ထားဖို့လိုတယ် sound phrasal verbs တချို့ phrasal verb တွေကြတော့လည်းပဲ have more than one meaning အဓိပ္ပာယ်တစ်ခုထက်ကိုပိုနေတာတွေရှိတယ် the meaning of a phrasal verb can be both literal and idiomatic ဆိုတော့ကြောင့်မလို့ဒီ phrasal verb ရဲ့အဓိပ္ပာယ်ဒီ ဓာတ်ရည်လည်းဖြစ်နိုင်တယ် ATM လည်းဖြစ်နိုင်တယ်အတိတ်ပဲအမျိုးမျိုးရှိတယ် phrasal verb တွေလည်းပဲရှိတယ်ဒီမှာဆိုသူနမူနာပြပြတာ is hot in here ဒီနေရာမှာပူလိုက်တာ i'll take off my coat ငါရဲ့ကောက်အင်ကြီးကိုချွတ်လိုက်မယ်ဆိုတော့ take ကယူသွားတာ off ကချွတ်တာဆိုတော့အေးပေါ့ကောက်အင်ကြီးချွတ်တယ်ပေါ့နော် remove ပါပဲဖယ်တာပဲဆိုတော့သူ့ရဲ့အတိတ်ပဲ literal meaning အတိတ်ပဲဓာတ်ရိုက်သွားပြီးတော့တက်ရောက်နေတယ် the flight to navy တော့ takes off at 3 o'clock နေပြီးတော့သွားမဲ့လေယာဉ်က takes off ယူပြီးတော့မှ off ကချွတ်တယ်ဆိုယူချွတ်တာမဟုတ်တော့ဘူးနေရာမှာ take off ကကြတော့ idiomatic meaning ဖြစ်သွားပြီလရင်ထွက်ခွာတာကိုဆိုပြီးတော့ take off လို့ပြောတာဖြစ်သွားပြီဆိုတော့ဒါမျိုးပေါ့လေ idiomatic လည်းဖြစ်နိုင်တယ် literal လည်းဖြစ်နိုင်တယ်အထိပ္ပယ်နှစ်မျိုးဖြစ်နိုင်တာကိုသူကပြောတာဆိုတော့ဒါလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်နံပါတ်စီမှာ exercise လေးကသူကဘာလုပ်ခိုင်းလဲဆိုတော့စာကြောင်းတွေကိုဖတ်ပြီးတော့မှသူ့ထဲက phrasal verb တွေဒီ literal လား idiomatic လားစတဲ့ကပြန်ပြီးတော့ခွဲခိုင်းတာနံပါတ်1မှာဆိုဆယ်လို့ကြည့်လိုက်မယ် parents aim to bring up their children to be successful when they grow up သူတို့ကြီးလာတဲ့အခါမှာကလေးတွေသူတို့ကြီးလာတဲ့အခါမှာအောင်မြင်ဖို့တမိဘတွေကဒီမှာ break up တိပြုစုပြူထောင်တာဖြစ်သွားပြီเนาะမိဘတွေကကလေးတွေကြီးလာတဲ့အခါမှာအောင်မြင်ဖို့အတွက်ပြုစုပြူထောင်ပေးကြတယ်ဆိုတော့ဒီနေရာမှာ bring up တိ bring ကကျတော့ယူလာတာ up ကကျတော့အပေါ်အပေါ်ယူလာတာမဟုတ်တော့ဘူး bring up ကပြုစုပြူထောင်တာဖြစ်သွားပြီဆိုတဲ့အခါကျတော့ဒီနေရာမှာ bring up တိ idiomatic ဖြစ်သွားပြီပေါ့နံပါတ်2မှာဆိုလို့ရှိရင် the bell boy bell boy ဆိုတဲ့ hotel တွေဘာတွေမှာဒီအပေါ့ဆောင်တို့ပြီးတော့လို့ရှိရင်ပစ္စည်းတွေဘာတွေ wine တယ်ပြီးတဲ့အကူလေးတွေပေါ့ ဒီအကူကလေးကတဲ့ we bring up your luggage to your room မင်းရဲ့လက်ဆွဲအိတ်ကိုမင်းအခန်းထဲကို bring up တယ်လာပေးမယ် bring ဆိုတာယူလာတာ app ကအပေါ်အိတ်အပေါ်ကိုယူလာခဲ့ပေးမယ်တယ်ယူလာခဲ့ပေးမယ်ဆိုတော့ဒါဒီ literal ပဲဒါမျိုးခွဲခံတာဖြစ်တယ်ဆိုတော့ဒါကတော့လွယ်တော့ဒါတို့တမီတို့ကွာကိုခွဲလိုက်တော့ပြီးသွားလို့ရှိရင်ဆက်နောက်ထပ်တစ်ပိုင်းလေးဆက်ပြီးတော့ပြောမယ်နောက်ထပ်တစ်ပိုင်းကဘာလဲဆိုတော့ separable separable and inseparable phrasal verbs ဆပ်ရီဘဲဆိုတာကကျတော့တချို့ phrasal verb တွေကခွဲပြီးတော့မှအလယ်မှာနောင်းနေဝင်လို့ရတာရှိတယ်။တချို့ phrasal verb တွေကတော့အဲ့လိုခွဲလို့မရတဲ့ phrasal verb တွေလည်းပဲရှိတယ်။ Not some phrasal verbs are separable. တချို့ phrasal verb တွေကခွဲပြီးတော့မှတုံးပြီးအလယ်ကနောင်းထည့်လို့ရတယ်။ object တွေထည့်ပြီးတော့တုံးတာ။ You you threw away her old shoes. You you ကသူမရဲ့ဖက်နှက်အဟောင်းတွေကိုလွှတ်ပလိုက်တယ်။ သူတို့ဝဲဒီဆရာတို့ကဆက်ပေးဝဲဗတ်လို့ပြောတဲ့ခါကြတော့ဒီ through နဲ့ away နဲ့ကြားထဲမှာ ha o shoe ဆိုရယ် object ဝင်လို့ရတယ်ရိုးရိုး through ha o shoes away အဲ့လိုဝင်လို့ရတယ်လို့ပြောချင်တာပဲ separate ဆိုတဲ့သဘောကတော့ဒီ ever phrase ကြီးကိုအလဲကောင်းလာထည့်လို့ရတယ်လို့ပြောတာပဲ self phrasal verbs are inseparable တချို့ phrasal verb တွေကတော့ခွဲသုံးလို့မရဘူး they cannot be separated by objects object ကိုအလဲကောင်းမှာထည့်ပြီးခွဲလို့မရပါဘူး Omar fell down the stair. Omar ကလေကားနေပြုတ်ကြတယ်။အဲ့ဒါ Omar fell the stair down လို့သာပြောလို့မရဘူး။အဲ့တော့မှတ်ထားရမှာကဘာလဲဆို if the object is a pronoun. အကယ်၍မြတ် object ကတော့ pronoun ဖြစ်နေတယ် him လို့ them လို့ဒီလို pronoun တွေဖြစ်နေမှာဆိုလို့ရှိရင်နော် then the particle must go after it. particle ကနောက်ကလိုက်မှာရ။ဒါမျိုးပေါ့နော်။ object က pronoun ဖြစ်နေတော့ subject verb တွေ in subject verb တွေမစင်စားနေတယ်တော့မစင်စားနေတော့ အဲ့ဒီ object တွေအလဲကောင်ဝင်ကိုဝင်မှာရတော့မယ်ဒါနောက်ထပ်တစ်ခုနှုတ်မှတ်ကြပါမယ်နော်အချို့ phrasal verb တွေက separable ဖြစ်တယ်ဆိုတော့တွဲ၃၃ခွဲ၃၃ object ကိုအလဲကောင်မိုက်ထည့်ထည့်နောက်မှာပဲထားတာပြဿနာမရှိဘူးတချို့သော phrasal verb တွေကတော့အဲ့လိုမဟုတ်ဘူး object ကိုအလဲကောင်လုံးဝထည့်လို့မရတဲ့ phrasal verb တွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒီမှာ object က pronoun ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ separable တွေ inseparable တွေစဉ်းစားစရာမလိုဘူးအဲ့ဒီ pronoun တွေအလဲကောင်ဝင်ကိုဝင်ရမယ်ဒါလေးမှတ်ထားရမယ် ပြီးသွားလို့ရှိရင်တော့ဒီမှာစာကြောင်းလေး၅ကြောင်းပေးထားတာကိုဒါ phrasal verb တွေပေါ့လေ phrasal verb တွေချားတဲ့ကို object ဝင်ပြီးတော့မှရေးခိုင်းတာပေါ့ example မှာဆိုတော့ i wash up the dishes while my mother was out အမေပြင်သွားနေတော့ကျွန်တော်ပကံနေစေးထားတယ်ဒါကို the dishes ဆိုတဲ့ object phrase က wash နဲ့ up နဲ့ချားတဲ့ဝင် i wash the dishes up while my mother was out ဒါပဲလွယ်လွယ်လေးပဲเนาะ မှန်ပေါ်မှာဆိုတော့ please throw away your rubbish မင်းအမိုက်ကိုမင်းဖြစ်ဆိုတော့ please throw your rubbish away ပေါ့ your rubbish မင်းရဲ့အမိုက်ဆိုတဲ့ object လေးဒီ throw away ဂျာတဲ့ကိုဝင်သွားမှာ please throw your rubbish away don't leave it in the park ဒါလည်းပဲဖြစ်သွားမယ်နံပါတ်2မှာဆိုတော့ it's getting cold အေးလာလိုက်တာ you should put on your sweater sweater ဝတ်ထားတဲ့နေ you should put your sweater on ကျွန်တော်ဂျာတဲ့ထည့်ပြီးတော့သုံးလိုက်လာဆိုလွယ်လွယ်လေးပဲဒါလေးလေးပဲဒါတို့တမီးတို့ ကိုကို ဖြေးလိုက်မယ်ဆိုလို့ရှိရင်ဒီသင်ခန်းစာလေးတွေလေ့လာပြီးပြီဆိုလို့ရှိရင်တော့ဒါကိုသဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ဒါလိုဒီမျိုးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်